ူတစ်ပါးရဲ့သားသမီးကိုကိုကတာဝန်ယူပါမယ်ဆိုတော့အမခံပေးပြီးတော့ကိုကဟိုလက်လွဲလိုက်ရတဲ့သဘောပဲလေအဲ့တော့သူစဘာသားသမီးစိတ်ချမ်းသာဖို့ဘဝမှာအဆင်ပြေဖို့တင်းနောက်တည့်တည့်ဖြစ်ဖို့ကကိုတာဝန်ကြီးဖြစ်သွားပြီအမှုပညာသမားဖြစ်နေလို့ဟိုစိုးရင်ကြောက်ကြလားဆိုတော့လေအဲ့ပေါ်မှာကျွန်တော်တိတ်တောင်ဒီဟိုသတိမထားမိခဲ့ပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကအမှုပညာဖန်တီးတာပါကျွန်တော်တို့မိသားစုဘဝကိုပြည့်တတ်ဖို့ပြနေရမှာပါအမိကတော့အဓိကတော့သူကဟို ဂီတကိုစိတ်ဝင်စားတာပေါ့နော်ကျွန်တော်တို့တရုတ်ဆောင်တယ်သူကဂီတကိုပိုစိတ်ဝင်စားတယ်အဲ့တော့သူဂီတဝါဒနာအပေါ်မှာပဲကျွန်တော်တို့ကတန်ဖိုးအောင်အဲ့ပေါ့ကျွန်တော်တို့ဟိုစာလဲစာဆိုလဲရှိအောင်အင်းတော့ဒီပြတိစိတ်နေဆိုဆိုဆိုတာနောက်ပြင်ဖို့ခက်ခဲဆိုတဲ့ဟိုစကားကြီးလည်းရှိခဲ့တယ်ဆိုတော့ဒီဟိုကျွန်တော်တို့အင်းတော့ခုကိုထူထောင်မိဆိုတဲ့ကဒါသူတစ်ပါးရဲ့ ကားသမီးကိုကိုကတာဝန်ယူပါမယ်ဆိုတော့အမခံပေးပြီးတော့ကိုကဟိုလက်လွဲလိုက်ရတဲ့သဘောပဲလေအဲ့တော့ဒီစဘာကားသမီးစိတ်ချမ်းသာဖို့ဘဝမှာအဆင်ပြေဖို့တင်းတောက်တည့်တည့်ဖြစ်ဖို့ကကိုတာဝန်လေးဖြစ်သွားတယ်အဲ့တော့အဲ့ဒီအပေါ်မှာလည်းကြောင်တယောက်အပြင်နဲ့ကျွန်တော်အားလုံးဟိုလိုအပ်ချက်မရှိအောင်ကိုကိုကိုစောင့်ထိန်းအောင်ဒါပါပဲကျွန်တော်ကတော့ဟိုဘယ်လိုပေါ့လဲအရင်ကြီးထူထူထူလို့ရှိတာချစ်တဲ့တာလည်းပါမှာပေါ့အဲချစ်တဲ့ဆိုတာလည်းမေတ္တာတရားပေါ့ချစ်တဲ့ဆိုတာကတော့ ိုလူတိုင်းချစ်လို့ရတယ်အဲမေတ္တာပြားတော့ပို့ပြီးတော့ဟိုဘဝတည်နေတွေရှိနေတာပေါ့ကောင်း ိပါဘူး။ဒါကျွန်တော်တို့ကလူတွေကလူပဲဆိုတော့ကျွန်တော်တို့ကဒီလူသားတွေအကုန်လုံးဖြတ်တန်းရမဲ့ပိုင်းခြားတစ်ခုတော့ကျွန်တော်တို့လည်းဒီလိုပဲဖြတ်တန်းလိုက်တာပါပဲ။အမှုပညာသမားဖြစ်နေလို့ဟိုစိုးရင်ကြောင်ကြလားဆိုတော့လေအဲ့ပေါ်မှာကျွန်တော်တိတ်တောင်ဒီဟိုသတိမထားမိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမှုပညာဖန်တီးတာပါ။ကျွန်တော်တို့မိသားစုဘဝကိုပြည့်တတ်လို့ပြနေရတာပါ။ ော်လူပညာဆိုင်ကြီးရဲ့လူဖြစ်တဲ့လူကကျွန်တော်တို့လူပညာကိုမြင်လို့ရဲကျွန်တော်တို့လူပညာကိုခံစားကြတော့ခံစားပြီးမှပြည့်စက်တွေအတွက်ပဲကျွန်တော်တို့ကဒီလာဆိုတော့အဲ့အတွက်ကတော့ဘာမှဘာလို့ရှိပါအောင်ဆက်ကြည့်ပါဦး။ကျွန်တော်ကျွန်တော်ရဲ့တိကျဆောင်မှုဝိုင်းဆိုင်ရာမှာတော့ကျွန်တော်ရဲ့ character နဲ့ပတ်သက်တာလေးတွေတခါလေးပြန်ပေးရလေးရှိတယ်။ ရောင်ရွေးချယ်မှုပိုင်းဆိုင်ရာလေးတွေကာလာသီယိုရီပိုင်းဆိုင်ရာလေးတိုင်ပင်ဖြစ်တာလေးရှိရပေါ့အဲသူကလည်း fashion ဝါဒနာပါတဲ့သူတယောက်ဖြစ်နေတဲ့အတွက်ကြောင့်သူ fashion နဲ့ပတ်သက်တာတော့သူ့အတောင်ပဲသူဖန်တီးတာပါကျွန်တော်ကတော့သူ့ fashion ဘိုင်းမှာတော့ကျွန်တော်အကြံပေးဖို့အဲ့လောက်ဒီကျွန်တော် level မြင့်နေတယ်မိကတော့အဓိကတော့သူကဟိုဂီတကိုစိတ်ဝင်စားတာပေါ့နော်ကျွန်တော်တို့တရုပ်ဆောင်တယ်သူကဂီတကိုစိတ်ဝင်စားတယ်အဲ့တော့သူဂီတဝါဒနာပုံမှာပဲကျွန်တော်တို့ကတန်ဖိုးရအောင် အနုပညာမျိုးရိုးရေးကနေဆက်သက်လာတာဆိုတော့လေဒါသူ့မှာလဲပါမှာဆိုတော့သူ့ကလေးကြရင်ရောလုတ်ခွင့်ပေးမှာလားလုတ်ခွင့်ပေးရမှာပေါ့မပေးလို့မရဘူးအနုပညာမှမဟုတ်ဘူးသူဖြစ်ချင်တဲ့အဲအာတိသရှိတဲ့သူဟိုဝါဒနာပါတဲ့ဟိုဘယ်ကဏ္ဍဆိုကျွန်တော်တို့ကပံ့ပိုးရမှာပေါ့